ခုဒီဗီဒီယိုမှာကတော့ chapter 4 diseases in plants and animals ရဲ့တိရစ္ဆာန်တွေအပိုင်းပေါ့နော်ဒီတိရစ္ဆာန်တွေမှာဖြစ်တဲ့ရောဂါအကြောင်းကိုရှင်းပြပြီးအဲအကြောင်းရေကပေါ့နော်နှလုံးရောဂါအကြောင်းပေါ့ cardiovascular disease အဲ cardiovascular disease ရဲ့အစိတ်ပိုင်းတွေကတစ်ခုဖြစ်တဲ့ stroke ဆိုတဲ့အကြောင်းကိုရှင်းပြပြီးသွားမှာဖြစ်ပါတယ် So a stroke is caused by an uh, interruption to the normal blood supply to an area of the brain. stroke ဒီ stroke ဆိုရဲတဲ့ဒီ stroke ကဆိုရင်တဲ့ is cause ဖြစ်ပေါ်ပါတယ်အဲ interaction interaction ဆိုတာကြားပြန်နောက်ဆက်ချင်းသူတဲ့ normal blood supply normal blood supply ဆိုတာ normal ဆိုတာပုံမှန် blood supply ဆိုတာသွေးထောက်ပံ့မှုပုံမှန်သွေးထောက်ပံ့မှုဘယ်လိုလဲဆိုရင်သူ့ရဲ့ area of the brain အုံနောက်စီကိုပုံမှန်သွေးထောက်ပံ့မှုကိုဘာဖြစ်မယ်ဆိုရင် interaction နောက်ဆက်တားဆီးခြင်းကြောင့် cause ဖြစ်ပေါ်လာပါတယ်ဒါဆိုရင်အုံနောက်မှာအာသွေးတွေပုတ်လွှတ်တယ်ထောက်ပံ့နေရမှာ လက်တားစီးတစ်ခုဖြစ်ပြီဆိုအဲ့ဒါ stroke ဖြစ်လာပြီဘို့။ This may be due to bleeding from damaged capillaries or a blockage cutting off the blood supply to the brain. This may be အဲ့ဒါကဖြစ်နိုင်အဲ့ဒါဖြစ်နိုင်နေတဲ့ဖယ်ကြောက်တင်တော့ဖြစ်နိုင်ဆိုရင် due to သောကြောင့် bleeding from damaged capillary bleeding ဆိုတာကသွေးထွက်တာပေါ့နော်သွေးထွက်တာကိုသွေးထွက်တဲ့ဥစ္စာသွေးယိုစီရပြောတာ from the damaged capillary ဆိုတာ damage ဆိုတာထိခိုက်တဲ့ capillary သွေးကြောထိခိုက်တဲ့သွေးကြောကနေသွေးယိုစီခြင်းကြောင့်ဒါမှမဟုတ်လို့ဆိုတာကြောင့် or a blockage cutting off the blood supply to the brain to the brain uh, cutting off the blood supply cutting off ဆိုတာကအာတားစီရပါဘောနော် blood supply သွေး ထောက်ပံ့မှုကို to the break အုံနောက်စီကိုသွားတဲ့သွေးထောက်ပံ့မှုကိုအုံနောက်စီကိုသွားတဲ့သွေးထောက်ပံ့မှုကိုဒါတားဆီးရမျိုးကြောင့်လေသူကအုံနောက်စီကိုသွားတဲ့သွေးထောက်ပံ့မှုကိုတားဆီးတဲ့ block အအဆိုင်ခဲကြောင့်အဆိုင်ခဲကြောင့်လေဒီ stroke ပေါ့နော် stroke ကိုဖြစ်စေအကြောင်းရင်းဖြစ်တဲ့ဒီအုံနောက်မှာရှိတဲ့သွေးလက်ပတ်စီစဉ်မှုသွေးထောက်ပံ့မှုကိုအတားဆီးဖြစ်စေပါဒါဖြစ်ဖြစ်စေအကြောင်းတွေဖြစ်စေပြီပေါ့နော်ဒါဆိုရင် stroke ကိုဖြစ်စေအကြောင်းညာတွေဒီ ဒီတွေးထောက်အုံနောက်တွေးထောက်ပန်းမှုကိုတားဆီးစေအကြောင်းအားဆိုရင်နှစ်ခုရှိရပါလဲဆိုရင်အုံနောက်မှာဒီပေါ့ဒီထိခိုက်တဲ့ capillary တွေကနေတွေးစီးရဲတွေးရုပ်စီးရဲအတွက်ကြောင့်နောက်ခုကြတော့ပါလဲဆိုရင်ဒီအဆိုင်ခဲကဒီအုံနောက်မှာတွေးထောက်ပန်းမှုကိုတားဆီးလိုက်တဲ့အတွက်ကြောင့်ဖြစ်တယ်။ ablocking ဒီအဆိုင်ခဲကဆိုရင်လည်း is usually အဲ့ဒါကိုတဲ့ပုံမှန်အားဖြင့်ခေါ်ပါတယ် is cause ဖြစ်ပါတယ်တဲ့ by a black clock သူကပုံမှန်အားဖြင့်ဒီအဆိုင်ခဲကဘာကြောင့်ဖြစ်လဲဆို black clock တွေးခဲကြောင့်အဲ့ထရိုမှာဆိုရဲအစီခဲကြောင့် အဲ့ဒါ combination of two အဲ့ဒီနှစ်ခုပေါင်းပြီးတော့လည်းဖြစ်ပါတယ်ဒါဆိုရင်အဲ့ဒီပြပါဆိုရင်ဒီမှာပေါ့နော်ဒီတွေးခဲရှိမယ်ဆိုရင်ဒါက black lock ကြောင့်လည်းဖြစ်နိုင်တယ်နောက်ပါလဲ astroma ကြောင့်လည်းဖြစ်နိုင်တယ်ဟုတ်ပဲနှစ်ခုစလုံးပေါင်းပြီးတော့လည်းဖြစ်နိုင်တယ်ပေါ့နော်ပြီးတော့နောက်ပါလဲ astro ဆိုတာပါလဲဆိုရင်ဒီနှလုံးအုံနောက်စီကိုထောက်ပံ့တဲ့တွေးထောက်ပံ့မှုကို interaction ဂျာပြတားစီချင်းဖြစ်တယ်အဲ့ဒါရောဘယ်ဟာတားမလဲဆိုရင်တစ်ဒါမျိုးဆိုရင်နီးတဲ့တွေးယူစီချင်းကြောင့်နောက်တစ်ခုကကြပါလဲဆိုရင် blocking ဒီလိုမျိုးအာ အသွေးကြောထဲမှာအဆိုင်ခဲတွေကတားဆီးခြင်းကြောင့်ဖြစ်နိုင်ပါဘူးနော်ဆမ်တိုင်တခါတရံမှာဆိုလို့ရှိရင် the black clock ဒီတွေးခဲ့ရ fonts ဖြစ်ပါတယ်တဲ့ somewhere as in the body somewhere as ဆိုတာကတဏျာယာမှာ in the body ဆိုတာခန္ဓာကိုယ်ရဲ့တဏှာမှာဖြစ်ပေါ်လေးရှိပါတယ်တဲ့အဲ့ဒါကဘာပြောရလဲဆိုရင်ပုံမှန်အဖြစ်ဒါကအုံနောက်မှာဖြစ်ပေါ်တာကိုကြတော့သူက stroke တစ်ခါရဖြစ်ပြောเนาะဒါပေမဲ့တွေးခဲရအုံမောင်းအုံနောက်မှာပဲသူကဖြစ်ပေါ်တာမဟုတ်ဘူးတဲ့ခန္ဓာကိုယ်ရဲ့ဘာလဲဆိုရင်အခြားသောအတဏှာမှာလည်းဖြစ်ပေါ်လေးရှိပါတယ်အဲ့ဒါဘာဖြစ်မလဲဆိုရင်ဒီ black clock ကအဲ့တွေးခဲက is carry အာတဲဆောင်ခံရပါမယ်ဘယ်လိုတဲဆောင်မလဲဆိုရင် in the blood stream တွေးစီအကြောင်းထဲမှာသိဆောင်ပါမယ်တဲ့ anti agent တဲ့အာ anti agent တဲ့အဲ့ဒါကတနည်းအားမမပိတ်ဆို့ခင်ကြည့် in the bloodstream အာတွေးစီကြောင်းထဲမှာဆက်ပြီးသိဆောင်သွားမယ်အဲ့ဒါဘာပြောလဲဆိုလို့ရှင်ဗောနောသူကအာဒီတွေးခဲ့တာရှိမယ်ဗောနောသူကသူကဒီအကြောင်းမှာဘာပြောချင်တာလဲဆိုတော့ခန္ဓာကိုယ်ရဲ့အဲဒီတစဲအဲအစိပ်ပိုင်းတစ်ခုမှာပေါ့နော်သွေးခဲတယ်အဲ့သွေးခဲတာကအုံနောက်ကို ရောက်သွားပြီးတော့ ခဏတော့လို့အဲ interaction to the blood supply to the brain ပေါ့နော် on off စီကိုသွားတဲ့သွေးထောက်ပံ့မှုကိုအတားဆီးဖြစ်စရာမျိုးဖြစ်တယ်ပေါ့နော်အဲ့မှာဆိုလို့ရှိရင်အဲ့ဒါကိုသူကပြောချင်တာဖြစ်တယ်အဲ့ကြောင့်သူကပါလဲဆိုရင်ပေါ့တခြားခန္ဓာကွယ်တခြားခန္ဓာကွယ်တခြားအစိတ်ပိုင်းတွေမှာဗာခန္ဓာကွယ်တခြားအစိတ်ပိုင်းတွေမှာသွေးခဲမှုဖြစ်တယ်ဒါပေမဲ့လည်းဒါပေမဲ့လည်းဒီနှုတ်နောက်သွေးကြောတဲ့ကိုဒီလာပိတ်နိုင်တယ်ပေါ့နော်အာအုံနောက်သွေးကြောတဲ့ကိုလာပိတ်တာမျိုးဖြစ်နိုင်တယ်ပေါ့နော်အဲ့ဒါကိုပြောတာ anti against that အဲ့ဒါကိုမပိတ်ခင်ဒီတဲ့ဘယ်ကခင်ဒီဖြစ်တဲ့ blocking and artery ဒီဒီပေါ့နော်အဲ့ဒီ black clot ဒီတွေးခဲ့ရဆိုလို့ရှိရင်မလုပ်နိုင်လဲဆို blocking တားဆီးနိုင်ပါတယ် and artery ဒီအုံနောက်ကိုတွေးထောက်ပန့်တဲ့အုံနောက်ကိုတွေးထောက်ပန့်တဲ့တွေးကြော in the brain အုံနောက်မှာရှိအုံနောက်မှာရှိတဲ့အဲတွေးထောက်ပန့်တဲ့တွေးကြောကို blocking အတားဆီးဖြစ်စေတာပါလေတဲ့ဒါဆိုလို့ရှိရင်ပေါ့နော်ခန္ဓာကိုယ်အခြားဘယ်စိတ်ပိုင်းဖြစ်တွေးခဲ့တာဖြစ်တယ် တွဲခဲ့တာဖြစ်ပြီးတော့အော်တွဲခဲ့ရဖြစ်ပြီးတော့ဒီအဲ့တွဲခဲ့ရဒီတိုင်းမင်းတွေဘာလဲဆိုရင်ခနာကိုမှာတွဲစီချောင်းထဲမှာသူကစီထွန်းစီသွားမယ်စီသွားပြီးတော့အာတနေရာမှာပိတ်ချင်ပိတ်မယ်မပိတ်ဘဲနဲ့သူကအကြမ်းမှာဖြစ်မယ်မဟုတ်ဘဲနဲ့ဆိုရင်အာဒီအုံနောက်မှာလာပြီးတွဲချောမှာပိတ်ဒါမျိုးဖြစ်တဲ့တဲ့ပေါ့နော်အဲ့လိုဖြစ်လို့ရှိရင်လည်းဘာဖြစ်မလဲဆိုရင် damage ဒီထိခိုက်မှုอ่ะဆိုရင် happens very quickly သူကြောက်ဖြစ်လာတယ်အဲ့လိုပိတ်ဆို့တားစီချင်းမှာဖြစ်တဲ့ ဥစ္စာက happen very quickly သူကြောင့်ဖြစ်တဲ့အပြဿနာပေါ့နော်ကြိခိုက်ဆုံးရှုံးမှုအရန်အရန်ရှင်းမြန်ပါတယ်တဲ့ a blockage ဒီသွေးပိတ်ဆုံးမှု in one of the main artery in one of the main artery ဒီအဓိက artery ပေါ့နော်အဓိကသွေးလွတ်ကျော်ဆိုတော့အဓိကသွေးသွေးဝင်ကျော်ပေါ့နော်အဓိကပြောရမှာဆိုရင်ဒီအုံနောက်ကိုသွေးထောက်ပန်းတဲ့အဲသွေးကျော်တွေကအဓိကသွေးကျော်ပေါ့နော်ဘယ်လိုသွားရလဲဆိုရင် leading to the brain အဓိကအဓိကသွေးကျော်ဆိုတဲ့အတိုင်းပါလဲဆိုရင် သွေးကြောအကြီးပေါ့နော်ရင်းသွေးပြဲအုံနောက်ကိုဥတီသွားစေတဲ့အာအဓိကသွေးကြောကြီးတဲ့ကတခုမှာတဲ့ရှိတဲ့ဒီ blockage အဆိုင်ခဲတာဆိုရင်ပေါ့နော်တကယ် blockage ကအာဒီအုံနောက်သွေးကြောရဲ့မှာသွားပိတ်တာမျိုးဖြစ်တယ်ပေါ့နော်အဲ့ဖြစ်လို့ရှိရင်အဲ့ဒီသွေးကြောအဲ့အုံနောက်သွေးကြောမှာအာအအုံနောက်ထဲမှာရှိတဲ့အုံနောက်ထဲမှာရှိတဲ့အဓိကသွေးကြောတခုခုမှာအဲ့ဒီဟောဒီ blockage ဆိုရင်ဒီအဆိုင်ခဲကရှိမယ်ဆိုရင်အဲ့ဒီအဆိုင်ခဲကဘယ်လောက်ထိ damage တဲ့အောင်မှုဖြစ်စေမယ်ဆိုရင်ပေါ့နော် cause ဆက်ဖြစ်စေပါတယ် a very serious stroke အလုံးမပြင်းထန်တဲ့ stroke ကိုဖြစ်စေပြီးတော့အဲ့ stroke ကဘယ်လောက်ထိပြင်းထန်လဲ damage lead to death သေဆုံးတည်းအထိပြင်းထန်ပါတယ်တဲ့ဒါပဲ happen အဲ့ဒါကဖြစ်ပေါ်မယ်အဲ့ blocking ကဖြစ်ပေါ်မယ်ဆိုရင် in one of the smaller artery စမောလာဆိုတာပိုပြီးသိငယ် RPO သွေးကြောကိုပြီးသိငယ်တဲ့သွေးကြောတစ်ခုခုမှသာ one တစ်ခုမှသာ if it happen အဲ့ဒါဖြစ်ပေါ်မယ်ဆိုရင် the effect may be less is a stress ဒီတက်ရောက်မှုကအနေငယ်ဩ less ဆိုတာနည်းနည်းလေးရော့မယ် disaster ဆိုတာဆိုးကျိုးကနည်းနည်းလေးရော့ကြာမျိုးဖြစ်နိုင်ပါတယ်ဒါဆို effect ကဘာလဲဆိုတော့ဆိုးကျိုးကတော့ဖြစ်မယ် disaster ဆိုတဲ့အိမ်က disaster ဆိုတဲ့ပျက်စီးဆုံးရှုံးမှုကလာတာအာအဲ့ဆိုတော့ ဒီပျက်စီးဆုံးရှုံးမှာ less အနည်းငယ်တော့ရောက်မယ်ဒါဆိုရင်အုံနောက်မှာသွေးကြောထဲမှာတစ်ခုခုအဲ့လိုမျိုးဖြစ်မယ်ဆိုလို့ရှိရင်အလားပါပါလဲဆိုရင်ခြိခိုက်ဆုံးရှုံးမှုဖြစ်မယ်ကြီးကြီးဖြစ်ရင်အာသေဆုံးတည်ရှိဖြစ်မယ်ပြင်းထန်တဲ့ stroke ဖြစ်မယ်ဒါပေမဲ့တိတိဖြစ်တဲ့ခါကျရင်အာပျက်စီးမှုဖြစ်မယ်ဒါပေမဲ့အနည်းငယ်တော့နည်းနည်းနည်းတဲ့အပျက်စီးမှုဖြစ်မယ်ပေါ့နော်အဲ့လိုမျိုးတက်ရောက်မှုကရှိပါလိမ့်မယ်တဲ့ဒါ symptom ဒီလက္ခဏာဆိုရင် symptom stroke ဒီ stroke ရဲ့လက္ခဏာဆိုတော့ very ကွဲပြားပါတယ်သူမတူကြဘူးเนาะကွဲပြားရဲ့အဲဆိုဒီမှာဆိုရင်မတူတဲ့အတွက်ကြောင့်သူ့ရဲ့လက္ခဏာရဲ့မတူတဲ့ကြောင့်ဘယ်နှခုတောင်ရှိလဲဆိုရင်ဒီမှာတခု2ခု3ခု4ခု5ခု6ခုအဲကြောင့်6ခု7ခုကြောင့်သူကကွဲပြားရလို့ဆိုထားပါဘောเนาะတကယ်တခုလည်းရှိရင်ဆိုကွဲပြားမှာမဟုတ်တော့ဘူး very ဆိုတော့သူအများကြီးရှိရပေါ့ဒီပန်းနေမိတိပါတယ် on how much of the brain is affected how much ဆိုတာဘလောက်များများ of the brain အုံနောက်ရဲ့အုံနောက်ရဲ့ဘလောက်များများ affect တက်တက်ရောက်သွားလဲပေါ့ဟုတ် depending မူတည်ပါတယ်တဲ့ဒါဆိုရင်ဒီ very ကွဲပြားခြားနားမှုကဘယ်ပုံမူတည်လဲဆိုရင်ဒါကွဲပြားခြားနားမှုကကွဲပြားခြားနားမှုရှိရဲ့ဒါပေမဲ့ကွဲပြားခြားနားမှုကဘယ်ပုံမူတည်လဲ depending ပြည်တရားဆိုဘယ်ပုံမူတည်လဲဆိုရင် အုံနောက်မှာဘလောင်များများထိခိုက်သွားတဲ့ပုံမူကြီး။ဒါဆိုအုံနောက်များများထိခိုက်ရင်ကြာတော့ဗာလေ။ကိုယ်ခန္ဓာကိုယ်မှာတော့အအကျော်အကျော်သေးတာဖြစ်မယ်၊ကိုယ်တချမ်းသေးတာဖြစ်မယ်၊နေဖြတ်တာဖြစ်မယ်။ဒါပေမဲ့နည်းနည်းပဲဖြစ်မယ်ဆိုရင်ခန္ဓာကိုယ်ထုံတာဖြစ်မယ်။အခန္ဓာကိုယ်ထုံတာဖြစ်တာမျိုးဖြစ်မယ်။ခေါင်းမိုးရတာမျိုးဖြစ်တယ်ပေါ့နော်။အဲ့မှာအဲ့ကြောင့်သူဆက်ပြီးရှင်းပြတာ very often နဲ့ပုံမှန်အားဖြင့်မကြံကနေဖြစ်တတ်တာတော့ပေါ့နော်။အာ the blood is cut off တို့ရခါတော့ဖြတ်တော့ခင်ရတယ် from one part or one side of the brain only from one part one part ဆိုတာတစ်စိတ်တစ်ပိုင်း one side ဆိုတာတစ်ချမ်းပေါ့နော် of the brain ဒီအုံနောက်ရဲ့အဲတစ်ပိုင်းတစ်စိတ်တစ်ပိုင်းတော့မဟုတ်အုံနောက်တစ်ချမ်းကသွေးဖြတ်တောက်ခံရမှာဖြစ်ပါဒါမှဆိုလို့ရှိရင်ဒါအုံနောက်တစ်စိတ်တစ်ပိုင်းမဟုတ်လေအုံနောက်တစ်ချမ်းသွေးပြတ်တောက်သွားမှာဖြစ်တာပေါ့နော်အော်ဒီမှာဆိုလို့ရှိရင်လည်းဒီအုံနောက်တစ်ချမ်းကအလုံးမလုံးအဲ့ဒီကိုသွေးမရောက်တော့တာပေါ့နော်ပြန်ဖြစ်တာပေါ့နော် အားကြောင့်သူကဗာလဲ symptom တွေ့လက္ခဏာတွေက include ပါဝင်ပါတယ်တဲ့ dizziness မူးဝင်မယ်ဒါကတော့နည်းနည်းပါးပါးပဲဖြစ်ရင်တော့မူးဝင်တာပေါ့နော် confusion စိတ်ရှုပ်တွေ့မယ်ဒါလည်းအဲ့ဒါနည်းနည်းပါးပါးပါပဲခဏတော့အရှိမပြောခဲ့သူ smaller artery မှာဖြစ်မှာဒါ slurred speech အကောင်နည်းနည်းပြင်းထန်လာပြီဒါပါဒီကလေဖြတ်တယ်လို့ဖြစ်ပြီအားရောက်ပါလဲပါဇက်အာ slurred speech ဆိုတာစကားမပြေတော့စကားမပြေဆိုတာပါဇက်ရွက်သွားတာပေါ့နော် blur fishing ကြတော့တော်တော်လေးတော့ဒါအုံလုံးနဲ့ပတ်သက်တာဖြစ်လာပြီဒီအမြင်မှုံသွားလာပြီ partial loss partial loss of vision ဆိုတာကအမြင်တစ်စိတ်တစ်ပိုင်းအိုင်ပြက်အိုင်ဆုံးရှုံးတာပေါ့နော်အဲ့ဒါအဓိကအဖြစ်ပြောရင် usually one eye မျက်လုံးတစ်ဖက်ဆုံးအမြင်အယုံဆုံးရှုံးသွားတာမျိုးပေါ့ဉာဏ်ဘက်ဆိုတာကဘာလဲဆိုရင်ထုံကျင်တာမျိုးထုံကျင်တာကနည်းနည်းလေးနည်းတာပေါ့နော်အဲတဲမှာပါတယ်ဒါဆိုရင်ပြင်းထန်အဲဒါတော့ပုံမှန်အဖြစ်ဖြစ်တာပြောတာပေါ့နော်ဒါတော့ smaller artery မှာဖြစ်တဲ့အဟာမျိုးတွေကိုပြောလို့ရတယ်ဒါပေမဲ့ in most severe stroke ရှင်းမှာပြောခဲ့တဲ့အတိုင်း main artery ထဲမှာဖြစ်တဲ့အဟာမျိုးဆိုဘာဖြစ်လာမလဲ severe stroke ဆိုရယ်ပြင်းထန်တဲ့ stroke ဖြစ်လာအဲဒါဆိုဘယ်လောက်ထိဖြစ်မှာဆိုဒဲခံပြီး paralysis အဲ့ဒါကပါလေတွက်ချပါတာမဖြစ်တာလေဖြစ်တာအထိကိုဖြစ်နိုင်တယ်တဲ့ usually on one side of the body အဲ့လားကများသောအားဖြင့်ခန္ဓာကိုယ်တစ်ချမ်းအမယ်ဖြစ်ပါတယ်။ဘာလို့ဆိုခန္ဓာကိုယ်နှစ်ချမ်းဖြစ်ပြီဆိုရင်နှလုံးထုတ်ပြီးသေးတာများရပါတော့။ဦးနှောက်သေးသွားရဆိုအဲ့လိုမျိုးပြောရတော့ပါတော့။ဦးနှောက်သေးကိုသွေးမရောက်တာပါတော့။တစ်ချမ်းဦးနှောက်တစ်ချမ်းကိုဒီလိုထိခိုက်မှုကြီးကြီးမားမားကြီးပေါ့နော်။အဓိကဦးနှောက်တစ်ချမ်းဆိုတော့သွေးမရောက်တော့အဲ့လားဖြစ်တဲ့ဥစ္စာကလည်းဗါလဲ main artery ဖြစ်နေတဲ့အခါမှာတော့ဆိုတော့ဦးနှောက်တစ်ချမ်းဆိုရင်သူ့နဲ့ဆိုင်တဲ့ဒီဘက်တစ်ချမ်းကဘာဖြစ်လဲဆိုရင်အာလေဖြတ်တာမျိုးအကျောသေးတာမျိုးဖြစ်သွားပါလေ။ဒီမှာဆိုရင်သူရှင်းပြထားဆိုဒီဇီးနက်ဆိုရဲ ဘာမူးဝေတာနောက်တစ်ခုကြပါဗျ confusion စိတ်ရှုပ်ထွေးတာ now slash b ဆိုတာပဇက်ရွယ်ဝါးတို့ရောစကားကောင်းမပြောနဲ့ now slash b ပေါ့နော် oh blur vision အမြင်မဝါးတာမြင်ကောင်းရတယ်အမြင်မဝါးတာ partial loss of vision ဆိုတာတချမ်းပေါ့နော်မျက်လုံးတစ်လုံးကွယ်ဝါးတာနောက်တစ်ခုကြပါဗျာလဲဆိုဒါက numbers ပြောပါဦးနော်ဒီထဲမှာဆိုရင်ရောပါတယ် paralysis တီကို severe stroke လို့သွားပါတယ် Steven Thrombosis Steven Thrombosis ကတနည်းအားဖြင့်ပြောရမယ်ဆိုရင်သူကလည်း stroke နဲ့ ကျုပ်လိုပေါ့နော်ဒီသွေးခဲကပိတ်တာဒါပေမဲ့သူကအုံနောက်မှာပိတ်တာမဟုတ်ဘဲနဲ့ခြေထောက်တို့ခန္ဓာကိုယ်ခြားစိတ်ပိုင်းမှာပိတ်တာပေါ့နော်အဲ့ဒါကိုဘာကိုခေါ်လဲဆိုရင် deep vein thrombosis လို့ခေါ်ပါတယ် vein ဆိုတာကရှင်းမပြောခဲ့တဲ့အတိုင်းပါလေသွေးပြန်ကျော်အာသွေးအားနှလုံးစီကိုပြန်လာသွေးကျော်ပေါ့နော်အဲ့ deep vein thrombosis က is the formation of the blood clot ဘာဖြစ်တာလဲဆိုရင် formation of the blood clot သွေးခဲကဖြစ်ပေါ်တယ်ဘာမှဖြစ်ပေါ်လဲဆိုရင် तू က deep vein ဆိုတဲ့ကြောကြောင့်ဘာမှဖြစ်မလဲဆိုရင် deep vein ပေါ့နော် deep vein ကို तू ကပြန်ရေးထားပါလေ vein deep ဖိန်ဒီမှာဖြစ်ပေါ်မှာသွေးပြန်ကြောင်းမှာဖြစ်ပေါ်မယ်အဲ့ဒါ inside the body ဘာမှဖြစ်ခန္ဓာကိုယ်အထဲမှာဖြစ်ပေါ်မယ် it usually happens in left vein အဓိကအားဖြင့်ပါလဲခြေထောက်မှာရှိတဲ့သွေးပြန်ကြောင်းရဲ့မှာ usually happens ဖြစ်ပေါ်လေးရှိပါတယ်အဲ့ဒါဘာလို့ဖြစ်ပေါ်လဲဆိုရင်ခြေထောက်မှာရှိတဲ့သွေးပြန်ကြောင်းဆိုရင်သွေးပြန်ကြောင်းဒီလိုမျိုးပုံစံမျိုးရှိရဲ့ပြန်ပြောဒီလိုမျိုးရှိရဲ့အတွက်ကြောင့်သူကဒီလိုမျိုးလေးပါတယ်ဘာလို့ဒီလိုမျိုးလေးပါနေလဲသွေးကအာသွေးပြန်ကြောင်းဖြစ်ကြောင်းနှလုံးသွားမျိုးကြောင်းအပေါ်ပြန်တက်အပေါ်ပြန်တက်မယ်ခြေထောက်ကအောက်ဆင်းတဲ့ကြောင်း gravity ကဆိုသွေးကအောက်ကိုပဲကျဒါပေမဲ့ပါလဲသွေးကအဲ့လိုမကျဘာဖြစ်လဲဆိုရင်သူတက်နိုင်တဲ့လောက်တက်ပြီးသွားလို့ရှိရင်ဒီအာဒီနာမှာ vert ဆိုတာရှိရဲ့အရှင်းမှာပြောခဲ့တာ vein တင်ခဲ့မှုလေဆိုသိမယ်ဟာ vert ရှိရဲ့ vert ဆိုတာပါအဆိုရှင်အဆိုရှင်ကပါလဲဆိုရင်အပေါ်တက်သွားပြီးရဲ့သွေးဒီနှလုံးစုသွားရဲ့သွေးကနောက်ပြန်စီစဉ်ခြင်းမပြုအောင်သွားတားဆီးထားပြီးအဲ့ vert တွေရှိတယ်အဲ့ vert တွေရှိရဲ့အဲ့မှာ vert တွေရှိတဲ့နေရာမှာအဲ့လိုပဲတားဆီးတားဆီးပြီးရင်နေမှာသူကသွေးခဲ့ရပါလိုက်လို့ကျွန်တော်သွေးခဲ့ရပါလိုက်ဆိုဒီအာဒီပေါ့နော်ဒီ vert မှာ ဒီဘက်မှာတွေးခဲ့ကြတာဘာဖြစ်လဲဆိုရင်အာလာစုလာမျိုးပေါ့နော်လာစုကဒီမှာတကယ်ဆိုဒီမှာလမ်းကြောင်းရှိပါတယ်နော်အာဒီတွေးခဲ့ရဒီမှာလာစုလာမျိုးဖြစ်လာရင်အဲ့ကြောင့်သူကတွေးခဲ့တာရအတွေးခဲ့မှုရှိလို့ရှိရင်ဒီ6လောက်လိုမျိုးဒီ vein ပေါ့နော် vein vein ထဲမှာတွေးပြန်ကြောမှာအဲ့နေရာမျိုးမှာဖြစ်လာရပေါ့နော်ဒီမှာဆိုလဲသူပြထားမှာ vein တွေရှိရ vein တွေမှာဒီတွေးခဲ့ရတဖြည်းဖြည်းနဲ့စုလာရပေါ့နော် vein မှာအဓိက vein မှာစုတယ်ဆိုတာ ဒီတွေးပြန်ကြောမှာပဲ fact ကရှိတာဟုတ်အဲကြောင့်ဒီမှာ supply မျိုးတွေပြရတာပေါ့နော် it can be caused တဲ့အဲ့ဒါဖြစ်နိုင်ပါတယ်တဲ့ prolonged activity ကြာရှည်တဲ့လှုပ်ရှားမှုမရှိခြင်းပေါ့နော် it such as ဥပမာအဖြစ်အဲ during long haul flight long haul ဆိုတာကကြာရှည်စွာပြန်တန်းတဲ့ flight အာပြန်တန်းမှုကြာရှည်စွာစီးနင်းတဲ့ပြန်တန်းမှုဆိုတာဒီရပါတယ်လေရင်ချိန်အရန်ကြာတဲ့ခင်းချိန် and the risk သူ့ရဲ့ပျက်စီးမှုဒီပြင်းထန်မှုကတော့ပေါ့နော်ဆိုကြတော့ is increase with age အသက်ကြီးလာတယ်လေပို့ပြီးတော့အာ သူ့ရဲ့ပျက်စီးဆုံးရှုံးမှုသူ့ရဲ့ခံစားမှုကပိုများပါတယ်တဲ့လူငယ်မှာဆိုရင်ဗာလဲသွေးလက်ပတ်မှုအားကောင်းတဲ့အတွက်ကြောင့်ဟောဒီပေါ့အုတ်ချက်တော့မှာသွေးခဲတဲ့အများကြီးမစုနေပဲနဲ့ဒီသူကအရင်အဲသူကဗာလဲဆိုရင်သွေးလက်ပတ်မှုအားတဲ့ကြောင့်ဟောသူ့မှာရှိရဲ့သွေးတွေကပြန်ပြောပါတော့ ပြန်ပြောသူ့ဟာနဲ့သူအရေးပြန်ဖြစ်သွားဒါပေမဲ့လူကြီးရင်မှာကျတွေးလက်ပတ်မှုအမကောင်းတဲ့အတွက်ကြောင့်သူကပါလဲဆိုရင်အဒီ6ရက်မှာပဲတွေးတွေးခဲ့ရစုနေရမျိုးဖြစ်တယ်တယ်ပေါ့နော်အဓိက prolonged activity ဆိုတဲ့အကြာပါလဲဆိုရင်အ long of flight delay ညင်ကြားရတဲ့ကြောင့်လူတယောက်ကအထိုင်များအထိုင်များရတဲ့ကြောင့်သူ့ရအောက်ကိုအောက်အောက်ကိုပဲအပေါ်ပြန်မတက်နိုင်ဘူးနော်အထိုင်များရတဲ့ကြောင့်အပေါ်ပြန်မတက်နိုင်ဘူးအဓိကအဖြစ်နောက်တစ်ခုပြောမှာဆို prolonged activity ဖြစ်ကြောင့်ခန္ဓာကိုယ်မှာလှုပ်ရှားမှုမရှိဘူးလှုပ်ရှားမှုဖြစ်တဲ့အတွက်ကြောင့်တွေးလက်ပတ်မှုကောင်းကောင်းမရှိဘူးအဲကြောင့်ပါလဲဆိုရင် သွေးခဲတွေကအာဒီပေါ့အာဒီသွေးနဲ့ရောတော့ပြီးတော့ပေါ့နော်ဒီအရေးပြန်ဖြစ်သွားတာမျိုးမဖြစ်ဘဲနဲ့ဒီခြေထောက်မှာပဲအဲလာစုနေရမျိုး ဖြစ်တာပေါ့နော်ဟုတ်ကဲ့ဒီဗီဒီယိုမှာကတော့စုံနဲ့ဒီဗီဒီယိုစစ်ကြောင်းရှင်းပြခဲ့ပြီဖြစ်ပါတယ်အဲအဲဒီဗီဒီယိုနဲ့ပတ်သက်ပြီးတော့နားမလည်ဘူးမရှင်းတာရှိမယ်ဆိုရင် comment မှာရေးထားခဲ့ပြီလို့ရပါတယ် အဲပေါ့နော်ဒီ video နဲ့ပတ်သက်ပြီးတော့လည်းပေါ့နော်ဒီပေါ့အာဒီ file ကိုလည်းအများအားပြန်ပြန်ပြီးတော့ဖတ်စီချင်ပါ revision လည်းကောင်းကောင်းလုပ်စီချင်ပါပေါ့နော်အားလုံးကျေးဇူးတင်ပါတယ်